ကျွန်တော်မင်္ဂလာပါဖြစ်ခင်ဝေရှင်နဲ့ညွှန်ပြလိုက်ပါတယ်ဒီနေ့မှာတော့တခိတခါပေါ့နော်အဲမဆလက်ခေရပေါ့နော်တိမင်တိုင်ဈေးရပေါ့နော်ခဏဝင်ဒူမိုက်ကြီးကိုစက်နေရဲ့အကြောင်းရှင်းပြထားအခုပြောရဲပြုတ်တယ်နေပေါ့နော်ဆိုတော့သူ့ရဲ့သူရှင်းပြထားတဲ့ခဏဝင်ဒူမိုက်ကြီးကိုစက်နေရဲ့အကြောင်းတစ်ချက်လောက်နောက်ထပ်ကြည့်လိုက်ရအောင်နော်အားလုံးပဲမင်္ဂလာပါကျွန်တော်အခုပြောပြမှာကတော့တိမင်တိုင်ခဏဝင်ဒူမိုက်ကြီးကိုစက်နေအကြောင်းပါနော်ကျွန်တော်လည်းမေးတဲ့လူတွေကများတော့ကျွန်တော်အဲ့ဒီကိုစက်နေအကြောင်းပြောချင်ပါတယ် ကိုစံကြီးကမောင်မမွေးချင်းချောက်ရှိတယ်။သူကတတိယမြောက်သား။သူ့ထမအပူတယောက်မတယောက်ရှိတယ်။သူ့အောက်မှာညီနှစ်ယောက်နဲ့ညီမတစ်ယောက်ရှိတယ်။အထက်ကကိုဘတ်ထက်နော်။သူကကိုဘတ်ထက်အမကမမမစိန်ညပြီးတော့ကိုစံကြီးပြီးတော့ကိုစံကြီးအောက်ကကိုတာတေနော်ကိုတာတေအောက်ကမကွက်မကွက်အောက်ကကိုဝင်းချီနော်အားလုံးမမချောက်ရှိတယ်။အဲချောက်တဲ့မှာအခုလက်လက်ရှိတက်ရှိတင်ရှိတာတော့မကွက်လို့သိရတယ်။ပြလက်ရှိဝင်နေလို့သိရတယ်။နော်။အဲကိုစံကြီးမှာ ်ကိုစံကြီးဇနီးကမတ်သက်နော်တာရမီပြောင်းထွက်ရတယ်လို့သိရတယ်ကိုစံကြီးကအသက်သုံးကြတာတွေကဟိုကအာသူရဲ့တန်ရဲတယ်မိုက်ကိုရှိတယ်ပေါ့အဲကိုစံကြီးကလူများလူများသိထားတဲ့အတိုင်းကြီးမနိုင်ကိုစံကြီးဆိုတာမတကယ်တော့ကြီးနိုင်တခုလည်းကိုသူကငိမ့်တာပေါ့ပေါ့နော်ပြုံးမြောက်ငိမ့်ပါတယ်ကိုစံကြီးကနော်အဲ့တော့ကိုစံကြီးကောင်းကြီးကိုအလုပ်ပြရတော့ဒီမဲ့ပြရအာကျွန်တော်ရှင်းလို့ပြရပါအဲ့ကိုစံကြီးက အချင်းကတာမွေမှာဆိုလို့ရှိရင်ကိုရေချမ်းကိုရေချမ်းကြီးစိုးနေတဲ့ချင်းကိုစံကြီးတာမွေကိုပွားရင်အလုပ်အငင်းပဲကိုချမ်းလည်းဖြတ်ပြီးတော့စီကျူအခါအဲ့ဒီမှာလုံးဆုံးမြတ်ကြီးနော်အလုံးဆုံးမြတ်ကြီးလို့လည်းအတိုင်းပဲကိုစံကြီးရဲ့မိဒီဘက်ဒီပါလေ။ဟောကိုစံကြီးအဲ့လိုမျိုးဟိုဘာပေါ်ဒီမှာကြီးတော့မှာပေါ့နော်။ကျွန်တော်ဆောင်းချပါတယ်ကျွန်တော်ပြောတဲ့ဒီမှာကြီးဆိုတာလေကိုစံကြီးလို့တော့ပုံပုံပြီးပါ။နော်ကိုစံကြီးအချင်းနဲ့တပိုင်းနဲ့တော့ နေတာပေါ့အဲ့လိုတာမလို့တော့လုံးနေပါတယ်စနေတော်မြန်နေပါတယ်နော်ဒါပြီးတော့ပူစာနေရကျွန်တော်ရှိမှပြောခဲ့တယ်ပဲမဟုတ်မဟုတ်မခံတော့မဟုတ်တာလို့တော့မရဘူးသူကဆိုတာတို့တော့မဟုတ်တာတော့မလုပ်နဲ့ခက်စားပြောမယ်ဆိုတော့ဒီလူငယ်စကားနဲ့ပြောတော့ကြောတာဘာမှကြောနဲ့ကြောတော့ဆုံးတယ်အဲ့လိုမျိုးနေရရှိတယ်နော်ပူစာနေရမတရားတာတို့လောကြိုက်နော်ဒါကျွန်တော်ဒီရက်ပိုင်းမှာဆက်လက်တင်ပြပေးပါမယ်အောင်ကြည့်တင်ပါတယ်အားလုံးပဲမြင်လာပါ နော်ကိုစံချင်းရာကျင်းနိုင်ညာစီရေတုံးတက်လာမှနေပါတယ်နော်ကျင်းနိုင်ညာစီရေတုံးတက်လာဟိုကဇီလာထိပ်ပတ်မှာအာဒီကနေ့ဆိုရင်စိုးသူလည်းဖိတ်ဆိုင်ခွင့်လာတယ်အဲ့အဲ့နေရာမှာအရင်ကတော့ဖိတ်ဆိုင်ရှိပါတယ်အဲ့ဆက်မှာကိုစံချင်းရာရက်တောက်ရှိပါတယ်နော်အာဒီကနေ့ဒီမာယုံဘေးနာအရာတော့ကိုစံချင်းရဲ့အိမ်ပါပဲအဲ့ကိုစံချင်းရဲ့အကြောင်းလေးပြောချင်တာကတော့ကိုစံချင်းရာဘောက်ပကန်စီဘယ်လိုရှိလဲဆိုတော့မတရားတာကိုမတိုက်တာဘယ်လိုရှိလဲဆိုတော့ဖြစ်ဖြစ်လေးတစ်ခုပြပြချင်ပါတယ်သူအဲ့ရက်ဆိုင်မှာရက်တောက်နေတဲ့အချိန်မှာအဲ့စီကြီးကမှာရက်ဆိုင်ရှိမလားမကမ်းမှာ လူ9ယောက်လူ9ယောက်ကတယောက်တည်းကိုလူတယောက်လူတစ်ယောက်ဝိုင်းပြီးတော့ခက်စကားနဲ့ပြောမယ်ဆိုစွန်ကြီးဝိုင်းလောင်းနေတဲ့အချိန်မှာကိုစံကြီးတွေ့သွားတယ်ရက်တောင်နေတယ်။တွေ့တော့နေနိုင်ဦးထွက်သွားတယ်။ထွက်သွားပြီးတော့အဲ့ဒါကလည်းမလုပ်ဘူးတားတယ်သူသွားကြောင်ဖြတ်ဖြစ်လိုက်တယ်။အဲ့ဒီမှာကသူတားတဲ့အတိုင်းမလုပ်ရင်တော့သူကလုံးလိမ့်မယ်လို့ထင်ပါတယ်နော်။အဲ့လိုမတရားတာအရှိမနေမကြိုက်ဘူး။အဲ့အဲ့ဒီပေါ်ရှိတယ်။ဒါအတွေ့အကြုံပြောပြတာပါ။အဲနောက်တစ်ခါကိုစံကြီးကဒီညာစီ အသားတမ်းပေါ့နော်ငါငါတွေကရောင်ကျက်တွေပါရောင်တဲ့အသားတမ်းမှာတော့မသိရရဖြစ်တယ်ဒါဆိုတုံဆိုတဲ့အကြီးကျယ်ရဖြစ်ကြတယ်ပေါ့နော်အဲ့လိုရဖြစ်တဲ့အချိန်မျိုးမှာဆိုလို့ရှိရင်ကိုစံကြီးလာလို့ရှိလို့ရှိရင်မိကိုရေးနဲ့နှိမ့်လိုက်လို့ပဲအားလုံးဘာလို့တောင်းဆိုရဲကျဲနော်အဲ့တော့ဒီကိုစံကြီးကနှိမ့်တယ်နော်ခင်လူတွေတိအောင်ပြတာအဲ့ဒါကလူမိုက်ကြီးဆိုတာအဲ့ဒါနော်ကိုစံကြီးလာတဲ့မသိရဒီဒုက္ခရာဆိုတဲ့အောင်ချစ်တဲ့လူတွေတိအောင်မလုပ်ရဘူးအကုန်ရှက်အကုန်ကြီးဒါကိုစံကြီးနော်ဒါကိုစံကြီးအားတူ ာတက်လို့အဲ့လိုဝက်လို့အဲ့လိုဟင်းစားပေးရင်တော့မှမရှိဘူးနော်မရှိဘူးသူကရှိရအဲ့လိုမျိုးမရှိတတ်ဘူးဒါကိုစားညရဲ့အမှုချက်တွေပေါ့ဒါလို့သူငယ်လူတွေချစ်တယ်အဲကျွန်တော်ရောပါတယောက်ရဲ့အတွေ့အကြုံပြရမယ်ဆိုရှင်သူကမှအရင်တော့တောက်ကြကိုစားညနဲ့တူတော့ပေါ်ရည်ပဲနှုတ်ဆက်တယ်နော်ဒါကတူပြီးလို့တဲ့တော့တော့တော့မရှိဘူးတိုက်တယ်တော့တက်တော့တော့ဒီတော့အေးစင်းနေအေးစင်းပြန်နော်ဆိုတော့အဲ့လိုလူငယ်တွေလည်းချစ်အောင်နေတယ်ကိုစားညကသူ့ရောက်ကမှာတော်တော်လေးကိုဟိုရဲ့ဤတည် ။သူစံကြီးကိုလည်းသူ့ရောက်ကဘုံလုံးချကြ။တော်တော်လူမကြီးဆိုတာအဲ့လိုလူမျိုးနော်ကြောက်ကောက်လည်းမစော်ပါဘူးကြောက်ကောက်ကလူအားလုံးအားကိုးရတယ်လက်ကောက်တွေကလူအားလုံးလည်းချစ်ကြတယ်အဲ့လိုလူသားမျိုးနော်အားလုံးပဲမြင်လာပါကျွန်တော်တို့ဦးစန်းကြီးအကြောင်းကိုပြောတဲ့ခါမှာကြီးမြတ်လူမိုက်ကိုကပ်ပြီးအကြောင်းပါလို့လည်းမပြပါဘူးကိုကပ်ပြီးဟာကြီးမြတ်ညာစီမှာနော်ကြီးဆုံးနေတဲ့အချိန်မှာကိုစန်းကြီးကကြီးမြတ်ဒီလိုကိုကျန်လာမှာပေါ့ဆိုတော့ ဘူဒူဘူထဲမှာချင်းနဲ့နှစ်ကောင်အောင်ဆိုတာမရှိဘူး။နည်းမြေလူပဲဆင်းရတာ။ကိုကပ်ပြီမှာလေညီကိုကိုကပ်ပြီညီကိုလျောက်ရှိတယ်ကိုကပ်ပြီရဲ့ကိုစာမိရဲ့ကိုပိုက်ပူရဲ့နောက်ပြောတော့ကျွန်တော်နာမည်မသိဘူးလျောက်ရှိတယ်ညီကိုအတောင်းတယ်နော်သူကမှလူမိုက်ပါအာအာတော်ဒီနေ့မှလူငယ်တွေတို့တော့ကျွန်တော်ညီငယ်တွေကိုရှာရင်းလုပ်ပေးချင်တယ်အဓိကအချက်ကဘာကြောင့်ကိုစံရင်းဒီလူမကြီးကိုခိုင်ခိုက်တာလဲကိုစံရင်းရဲ့စိတ်ကအမှန်တရားကြောက်ကြပ်ပြီးသားတယ်အမှန်တရားလေးစားမကောင်းဘူး တော့ကျွန်တော်အဲ့တော့ပြည့်ရအောင်နော်ကျွန်တော်တို့ညီငယ်လေးညီငယ်လေးလည်းဒီစကားကိုကြားခဲ့လို့ပါကျွန်တော်ရှင်းလို့ပြရအောင်ကိုစံကြီးအမေတီတော့နိုင်ယူကိုကပ်ပြီးရလိုက်ပို့တယ်လိုက်ပို့တဲ့ခါမှာကိုကပ်ပြီးစီးတဲ့တကားလုံးကြီးပါကိုကပ်ပြီးကိုဖြတ်ချင်ကြတတ်ချင်ကြတဲ့လူတွေကြီးပဲအဲ့ဒီမှာတာမွေကိုရချမ်းနော်အလုံးကိုဆုံးမြတ်ကြီးသူတို့လည်းပါတယ်နော်ကိုစံကြီးကိုကတ်တောင်းတယ်ကိုစံကြီးကျွန်တော်ရှင်းလိုက်အောင်မယ်နော်ကိုကပ်ပြီးရှင်းလိုက်တော့မှာတော့ဘောခုမပြီး မပြုတဲ့တည်းကသူကဘာပြန်ပြောလဲဆိုတော့ငါမီရဲ့နာရီကိုလိုက်ကိုတယ်ဆိုတာတဲ့ဒါငါ့ကိုလာကူညီလာတယ်တဲ့ငါ့ကိုလက်ကူညီတဲ့လူတယောက်ကိုလုံးအောင်ဘလော့စကားညင်ရတယ်ယောက်ျားပိတာအာလွယ်ကူရှော့လိုက်လို့ရတယ်လွယ်ကူဖြတ်လိုက်လို့ရတဲ့ဟာမျိုးဘလောက်ခိုင်းလို့လုံးအောင်ဒါခင်လူတွေတိအောင်ရှယ်လိုက်လို့ပြရတာနော်တိအောင်ကိုလည်းခိုင်းရင်ပါတယ်ဒီချက်လေးရပါနော်ဒါမျိုးကိုစံကြီးနဲ့ကိုကပ်ပြီးလည်းတာစိုက်တာစံပြီးနဲ့ကိုစံကြီးကကိုကပ်ပြီးရောကိုစာမီရောကိုပဲဘူတော့တဲ့ကိုသူတော့မကြရအောင် ကိုကပ်ပြီးတော့တက်သွားတာတော့ကိုကောက်ကြည့်ပါကိုပိုက်ပြီးတော့တက်လိုက်တက်သွားတာတော့အချားတက်ရပါနော်ကိုစမ်းကြီးဘလူးမောင်တက်လိုက်ရပါဘူးအဲ့ဒါလေးကိုတည်ရတယ်အဲ့တော့ကိုစမ်းကြီးရဲ့တက်တာလူပညာတက်ပူလေလို့ဆိုတော့လေးရောက်နော်အပြင်မှာပေါ့ဒါလေးရောက်တက်ပူတယ်လို့တည်ရတယ်ထောင်ကြနေတဲ့အချိန်မှာထောင်ထဲမှာမနေရောက်တက်တယ်လို့မြည်တက်တာတက်တယ်တိုက်ပိတ်ခံရတယ်နော်တိုက်ပိတ်ခံတယ်ဆိုတော့တကယ်တိခါဆောင်ရတဲ့ဥဒနာရပါတယ်နော်ဒါလေးပြောချင်ပါတယ်အားလုံးပဲမင်္ဂလာပါကိုစံကြီးက နော်အပြင်းတွေပါတွားလို့ရှိလို့ရှိရင်တပည့်တပန်းတွေခေါ်သွားလို့မရှိပါဘူးနော်လူမိုက်လောကသားတွေမဟုတ်တော့ကိုဝင်းတင်တို့ကိုစောမိုးတို့လို့နော်တာမန်အရသာနှစ်ယောက်သုံးယောက်တော့ပါတတ်ပါတယ်ကိုစံကြီးအပြင်းတွားလို့ရှိရင်ပေါ့နော်နောက်ကိုစံကိုစံကြီးကသူရက်ွက်မှာဆိုလို့ရှိရင်အားလုံးလည်းချစ်ချောက်ယူတည်ကြပါလေသူပြဿနာတက်လိတာလည်းမရှိပါဘူးအင်းမရှိဘူးပေါ့နော်အာထင်ရှားတဲ့ပြဿနာတက်ခဲ့တဲ့ဘာကတစ်ခုပါတော့ရှိပါတယ်ရေလုံးကုန်းနှစ်လမ်းမှနေတဲ့ ်ကိုလန်းတရရင်ကိုလန်းစင်နဲ့တွန်းလာတော့ကိုစံကြီးခုတ်ထလိုက်တာဒီပါချလုံးပြတ်သွားတယ်ပေါ့ပြရပါတယ်အကိစ္စနဲ့ပတ်သက်ပြီးတော့အမှုတွေပါဖွင့်နေလို့လည်းမချမ်းဘူးပါဘူးကိုကိုစံကြီးလည်းထောင်းနေပါကြာသွားလို့လည်းမချမ်းမိပါဘူးနော်နောက်ပြီးတော့ကိုစံကြီးကိုဒီမိုက်လောကမှာအဖေကြီးလို့ခေါ်ကြပါတယ်သူလည်းရင်းနှီးတဲ့နော်အသက်မသိမ်းသိဟိုမစူရီကြတော့သူ့ကိုဘေးကြီးလို့လည်းခေါ်ကြပါတယ်ကိုစံကြီးကဂီတာတီးလည်းကောင်းပါတယ်သူအိမ်ရှိဒီကအုပ်ပေါ်မှာလည်းမချခဏဂီတာတီးလေးရှိပါတယ်နော်ကိုစံကြီးကသူကအရက်ရှိရှိထောင်းထောင်းမောင်းမောင်းအသားညူညူပါ သူ့ရဲ့သူက80ကျော်ကျလာမှာသူ့ရဲ့လူကြီးယောက်ကနေပဲသူ꽌လုံးသွားတာပါနော်အဲ့ဒါလေးတွေသိရပါတယ်အဲ့ကိုစံကြီးကပြင်မှာတက်လာတက်လာပြီဆိုလို့ရှိရင်သူရောက်ကြတဲ့ဝင်လာလို့ရှိရင်သူခြိုက်တဲ့အိမ်ကိုခြိုက်တဲ့ဘက်ကဝင်လို့ရပါတယ်။အဲ့နောက်ဘေးဘက်ကဝင်လာလို့ရှိရှင်တယ်တကားခွန်းလို့ရှိကိုစံကြီးညီကြီးကိုစံကြီးဆိုတာနဲ့ဘာကိုကြီးလာဆိုတော့ကိုစံကြီးကိုအားလို့နော်စီးပြီးကျုံဆိုကြပါတယ်။တကားကိုစံကြီးပြင်မှာတက်လာတက်လာတော့ဒါကတော့ကအိတရဲ့နောက်ဘေးဘက်ကိုရောက်လာတော့တကားခောက်တော့အဲ့အမျိုးသမီးကပြောပြတာပေါ့နော်။အဲ့အဲ့လိုပဲရောက်လာတယ်တဲ့။သူညီမမကောက်ကိုတော့ခောက်ခိုင်းတယ်တဲ့။အဲ့ဒါလို့လေးတွေဆိုကြားပါတယ်။ နော်ဟိုစံကြီးရမဆာရခက်ကနော်ကြီးမဲ့ခန္ဓာဝင်လူမိုက်ကြီးဆိုတော့သူ့အကြောင်းကိုခကန်းကတိဖို့ဆိုတော့အမှန်တခတ်ပါတယ်သူ့အကြောင်းသိတဲ့လူတွေကလည်းအခုချိန်ဆိုရွှေရှင်ကျွန်တော်ထင်တာတော့အသက်60နဲ့80နော်အဲ့ဒီဝင်ကြတော့ရှိနေမယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်လည်းလည်းမီတော့ကိုစံကြီးရအကြောင်းကိုကျွန်တော်တင်ပြပေးခြင်းဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်းကျွန်တော်စုံစမ်းပြီးတော့သိရှိတဲ့ဟာတွေကိုလည်းကျွန်တော်ဆက်လက်တင်ပြပါဦးမယ်လို့လည်းကျွန်တော်ပြောချင်ပါတယ်နော်အခုလိုလဲဆိုတော့ ျွန်တော်ပြောတဲ့လူမကြီးဆိုတာကိုစံကြီးလိုပုံပုံမျိုးပါเนาะတော့ကျွန်တော်ရှေ့ post မှာစကားတစ်ခုမှားသွားပါတယ်လက်ဖက်ဆိုင်ဆိုတာကိုစိုးသူလက်ဖက်ဆိုင်မှာကိုစိုးသူရလက်ဖက်ဆိုင်မှာကိုစိုးသူမပါကိုစိုးသူရမှာเนาะအဲ့လက်ဖက်ဆိုင်ကအရင်တော့ကိုစံကြီးတောက်ခဲ့တဲ့အရက်ဆိုင်เนาะအခုတော့ကိုစိုးသူရလက်ဖက်ဆိုင်ဖြစ်နေပါပြီအားကြောင့်ကျွန်တော်ဆက်လက်ပြီးတော့လည်းစုံစမ်းပြီးတော့တိကျတယ်ဆိုလို့ရှိလို့ရှိရင်တိကျဟာတွေကိုကျွန်တော်ကိုစံကြီးရဲ့ပတ်သက်တဲ့ဟာတွေကိုပြင်ပေးပါဦးမယ်လို့ပြောကြရင်းနဲ့เนาะကျွန်တော်ဆက်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေအားလုံးပဲမြင်္ဂလာပါ ကိုစံချင်းအကြောင်းကိုဆက်လက်လေ့လာတဲ့အခါမှာကျွန်တော်ရှေ့မှာပြောခဲ့တယ်လို့နော်ကိုစံချင်းတသက်မှာလူလျောက်ပဲတက်ဖို့တယ်ပြောခဲ့တာမှားနေပါတယ်ကိုစံချင်းတသက်မှာလူတက်ခဲ့တာဆယောက်ကျော်ပါတယ်နော်ထောင်ထဲမှာလည်းတယောက်တက်ခဲ့တဲ့အတွက်သိရပါတယ်ကိုစံချင်းကအမှန်တန်စကားပြောရပါတယ်အာရက်ကွက်ကိုလည်းထိမခံပါဘူးအဲတခါရက်ကွက်ကမျိုးသမီးတယောက်ကိုကာယစာတက်ကိုခံမှာတဲနေတယ်နော်လူတယောက်ကထိကပားကြီးကွာလို့လို့ကိုစံချင်းတော့ထွက်ပြီးတော့တော့တက်ခဲ့ပါတယ်လှမ်းနဲ့ထုတ်ပြီးတက်ခဲ့ပါတယ်တခါလည်းတိုက်တန်းက နာမည်ကြီးတူတယောက်ကိုလည်းသူကိုယ်တိုင်တွတ်တက်ခဲ့ပါတယ်တကယ်ဒီကိုမခေါ်ပါဘူးတယောက်တော့တွတ်တက်ခဲ့တာအကူဆိုင်ရဲ့အဲမနာကိုစစ်သားဖြူစင်ပါတယ်နော်ငွေကြီးမမောခြင်းလည်းမရှိပါဘူးနော်အာရေကလေးတို့ဘာလို့ဆိုလို့ရှိရင်တော့ကိုစင်ကိုဆိုင်ရဲ့ကိုကိုကြီးကိုကြီးဖြစ်နေတာအဲ့လိုဒီနော်ကိုဆိုင်ရဲ့ငယ်နေမရှောင်ပါဘူးအဲဟိုပါပေါ့ဘာမှဖြစ်လဲဘယ်ဟမ်းဟမ်းသွားတယ်စားကြောင်မှဖြစ်လဲစားကြောင်သွားတယ် လာတာမှခင်လာတာကိုသွားတယ်သူရောက်တဲ့နေရာတိုင်းကလည်းလမ်းခေါ်လိုက်လို့ရှိရှင်ကားတွေကအကုန်လုံးကလာတယ်နောက်သူတပည့်တပန်းတွေကအဲ့လိုမျိုးကိုစံကြီးကရှိပါတယ်နောက်ပြီးတော့ရေတုံးကိုရေတုံးကိုအစကြကြားကဆိုတဲ့တိုင်းလည်းရေတုံးကိုလူမိုက်ကကြကြားကြကြားပြီးတော့ကိုစံကြီးမို့ကြကြားကိုစံကြီးတဲ့အတန်နဲ့ကြီးပါတယ်အဲကိုစံကြီးနဲ့ကြကြားတွဲပတ်ပါကြကြားကိုထိရင်လည်းကိုစံကြီးမခံဘူးကိုစံကြီးကိုထိရင်လည်းကြကြားလည်းမခံပါဘူးအဲ့လိုမျိုးပါကြကြားတော့နော်ကိုစံကြီးတဲ့ဆောပြီးတော့ထိသွားပါတယ် တတ်ခံရရတယ်။ဒါပေမဲ့လူမိုက်မူးကြော်တစ်ဖက်ကြီးတက်လိုက်တာပါချက်ချောင်းနော်။ကိုစံကြီးကတော့2009နှစ်မှာသူ့ရောလူကြီးရောကနေပဲတက်90ဝန်းကျင်တော့မှာဆုံးသွားပါတယ်။နော်။ကိုစံကြီးတက်လိုက်တဲ့လူတွေကလည်းသူ့ကြောင့်တစ်ခုမှမပါပါဘူး။နော်။မတရားအနိုင်ကျင့်တာကိုမတရားတစ်ဖြစ်ပြုမူတာတွေကိုတွေ့ပြီးတော့ဝင်ပါရင်းနဲ့တက်မိတာတွေကြီးပါပဲလို့သိရပါတယ်။အဲ့ဒါတော့ကိုစံကြီးရဲ့အကြောင်းလေးကိုကျွန်တော်သိရတော့မှတ်တမ်းတင်ပြီးတော့ပြန်လဲ share လုပ်ခြင်းဖြစ်ပါတယ်။ အဲကျွန်တော်အားတဲ့ခါကျရင်လည်းအလုံးစုံမြက်ကြီးအကြောင်းတောင်းတတောင်းထားတဲ့အတွက်အလုံးစုံမြက်ကြီးအကြောင်းကိုလည်းကျွန်တော်ထပ်တင်ပေးပါဦးမယ်လို့ပြောချင်နေတဲ့ကျွန်တော်ဒီကုန်းချုပ်ပါတယ်အားလုံးချမ်းသာချမ်းသာကြပါစေဒီတလျော်ပါနော်တစ်ခေတ်ခါမဆက်လက်ခေတ်ကဒီမဲ့ကြီးကိုစနေအကြောင်းဖြစ်ပါတယ်ဆိုတော့ဖုန်းကြီးပြေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးများပါပြီဒီနေ့ဒီနေ့ကဘုမတဆက်ပြီးတော့ကျွန်တော် YouTube channel ကို subscribe လုပ်ပြီး subscribe လုပ်တော့ပြီးတော့နော်ကျွန်တော် YouTube မှာလည်း